လက်ရှိတဲ့ဝင်လာပြီဆိုရင်လက်မလေးတွေတယောက်ချက်ပေါ့နော်တယောက်ချက်နှိပ်ပြီးတော့ဝင်လာခဲ့ပြီပါမဝေတို့ဘယ်လိုပြောရမလဲဆိုရင်မဝေတို့ရှာသမျှတော့အကိုအမတွေမြင်တဲ့အတိုင်းမှာပဲချပြပေးတာနော်ချပြပေးတာပဲကံကမကောင်းတော့လေဘယ်လိုလုပ်ကြမလဲဖောက်ကုန်တယ်စိုက်တရနော်မဝေညနေကပြောခဲ့တယ်ကြီးစင်ငယ်လိုက်ပြိတ်ထွက်ချင်းထွက်မထွက်ချင်းနှက်ခတ် သုံးမင်ထောင်မယ်လို့ပြောခဲ့ပါတယ်နော်အဲ့နှက်ခတ်လိုက်တဲ့လူတွေကညံရှိရင်တော့ပေါက်မှာပေါ့မဝေတော့ပြောခဲ့တယ်နှက်ခတ်ကတကယ်သုံးမင်ထောင်သွားပြီဘသူတွေရကြသေးလဲနော်မဝေတို့လုံးပိုင်နေဝမ်းချင်းနဲ့အကုန်ဖောက်သွားပြီညနေကမဝေအသက်ခဲခဲပေးခဲ့တဲ့နှက်ခတ်သုံးမင်ထောင်မယ်ဆိုတော့နီလန်လေးပဲပေါက်ချင်ပေါက်မှာပေါ့ညံရှိတဲ့လူပေါက်မယ်နော် ညံရှိတဲ့လူကပေါက်မှာပဲလိုက်တဲ့လူကပေါက်မှာပဲသုံးမိထောင်ပဲလို့ပြောခဲ့ပါတယ်အခုညနေကိုကျင်းသေးနှစ်ခတ်ကြီးဆင်းသွားတယ်နော်ညီကောင်မမတွေမဝေဗုဒ္ဓမကျော်ဒီတစ်ပတ်လဲကံမကောင်းဘူးနော်ဒီတစ်ပတ်လဲကံမကောင်းဘူးအခွေပေးခဲ့တယ်ဗုဒ္ဓမကျော်အခွေလုံးဝမအောင်မြင်ခဲ့ဘူးနော်မနှက်ဖန်ကိုဆက်မလိုက်ပါတော့နဲ့ထွက်ချင်ရင်ထွက်ပါစေတော့နော်လက်ထွက်လိုက်ပါနော် ဒီတစ်ပတ်ကံမကောင်းပြီးခဲ့တဲ့ကြတော့ကောင်းလိုက်တာထွက်လိုက်တာနော်ဒီတစ်ပတ်ညီကောင်မတို့အတွက်ကံမကောင်းဖြစ်သွားတယ်ဆက်မလိုက်ပါတော့နဲ့နော်နောက်နေ့မှထွက်ချင်တယ်ထွက်ပါစေတော့လှုပ်လိုက်တော့နော်ပတ်သီးလေးပဲအောင်ခဲ့တာပေါ့နော်အင်္ဂါမကျော်ဗုဒ္ဓမကျော်ပတ်သီးလေးတွေပဲအောင်ခဲ့ပါတယ်အခွေဒီတစ်ပတ်ဖောက်သွားပြီနော်နောက်ရတော့ဆက်မလိုက်တော့နဲ့ ။ပါလို့ကြာကျင်လည်းကြာပါစေတော့နော်။ဘုံထူးမကြော်လို့ပြောထားခဲ့တာဘုံထူးကြော်မှထွက်နေတယ်ထွက်ပါစေတော့။ကဲသဲတို့ရေမင်္ဂလာပါမင်္ဂလာပါ။စိတ်ဓာတ်လေးတွေတင်ပြီးတော့မြင့်တင်ပြီးတော့နော်။ခွန်အားလေးတွေမြင့်တင်ပြီးအသေးလေးတွေမမာလေးတွေနဲ့တို့ကြံလေးချိန်ကိုပြန်ဆက်ဖိုက်မယ်နော်။ မဝေကတော့အရှုံးမပေးဘူးနော်တမျိုးမဟုတ်တမျိုးတော့ရအောင်တော့ညီကောင်မတို့ကကူညီပေးမယ်ရှာပေးမယ်နော်မဝေရှာရှာသည်များရသည်များဟာလည်းညီကောင်မတို့ကမြင်တဲ့အတိုင်းပဲအားလုံးကိုချပြပေးတာကိုမြင်တဲ့လောက်လေးတက်တဲ့လောက်လေးသိတဲ့လောက်လေးချပြပေးတာပါနော်ချပြပေးတာကံမကောင်းစားနဲ့ပဲဖောက်ဖောက်သွားတယ်အဲ့ဒါကြောင့်စိတ်လည်းမကောင်းဘူးနော် မဝေလည်းအမှန်တကယ်ပြောရလို့ရှိရင်မဝေလည်းစိတ်တက်ကြီးကြတယ်။အာအရှင်းဆုံးပြောတာ။ဘာဖြစ်လို့စိတ်တက်ကြလဲဆိုတော့ကိုစ조사ပန်းစားရှာသမျှရှာထားသမျှစိတ်တွေကဖောက်ဖောက်သွားတယ်။ညီကောင်မောင်မအတွက်ရစီခြင်းနဲ့စိတ်ကတော့တကယ်ရှိပါတယ်။ရစီခြင်းတာပါအားလုံးအတွက်ကိုတကယ်ရစီခြင်းတာပါရှာဖေးထားသမျှတွေကမပေးတော့စိတ်မကောင်းဘူးနော်။ အခွေကိုဆက်မလိုက်ပါတော့နဲ့နားလိုက်တော့เนาะအခွေကိုနောက်နေ့မှထွက်ချင်းနဲ့ထွက်ပါစီတော့နောက်တစ်ပတ်တော့အခွေအောင်မြအောင်တော့မဝေရအောင် အကောင်းဆုံးရှာပေးထားမယ်เนาะအခွေကိုဒီတစ်ပတ်လွတ်လွတ်ဝါးတဲ့အဆင်မပြေဘူးเนาะအခွေလည်းဖောက်တယ်စိုက်တွေကလည်းဖောက်တယ်ဟိုလိုရှာဒီလိုရှာရသမျှလည်းချပြပေးတာပဲအကိုမတွေမြင်တဲ့အတိုင်းပါပဲ။ မဝေလင်ညာချင်းလည်းမရှိခဲ့ပါဘူးနော်ညီသမ ्या တွေ့သမ ्या တွေချပြပေးတာပါမဝေစေတနာပါနော်မဝေစေတနာပါညီကောင်မတွေဟယ်လိုမဝေလိုက်ရှိုးလွှင့်နေလို့နော်နောက်မှဖုန်းဆက်ပါနော်ဟောဟောဟော အားကြောင့်မဝေအပေးခြင်းပါတယ်ညီကောင်မမောင်နှမတွေပေါ့နော်အရှုံးမပေးပါနဲ့ဦးကိုနိုင်တလောက်လေးနဲ့ပြန်ပြီးတော့လုခေါမလဲထိုးကြီးလေးပေါ့အမျက်ကိုရဖို့တော့စိတ်မကူးနဲ့ထိုးကြီးလေးပြန်ရအောင်တော့ပြန်တိုက်စီခြင်းနဲ့ထိုးကြီးလေးတွေရှုံထားသမျှကိုပြန်တိုက်စီခြင်းနဲ့အမျက်ကိုခေါင်းနဲ့မထဲတော့နဲ့နော်ကြံလေးချိန် ကိုရအောင်စူးစမ်းရှာပေးမယ်ခုကနန်းကလည်းနှလုံးမကြံတော့တယ်နော်နှစ်နဲ့လေးနှလုံးမကြံပါတော့တယ် เนาะနှစ်နဲ့လေးပဲကြံမာတော့တယ်တို့တွေကမဲလိုက်လေဒီကနေ့ကမချလီပဲကြံလေးကျင်အောင်ကြံသေးတယ်เนาะပြီးခဲ့အပတ်ဒီအပတ်ဒီလိုမျိုးနှလုံးကြံလို့ဆုံဆင်းမယ်လို့လည်းစိတ်မကူးပါနဲ့မဝေမဝေအာမပေးဦးဆုံယူတော့เนาะလေးကျင်အောင်ကြံသေးတဲ့အတွက်ကြောင့်မလို့เนาะဒါပေမဲ့မဝေတခုပြောချင်တာကစိုက်ကရှာသမျှရသမျှတော့မဝေချပြပေးရမှာပဲเนาะ မနေ့ရက်ထီတို့မှန်ခဲ့တဲ့ဝမ်းချင်းဆိုင်ကလေးကိုပြန်ကင်မယ်ပြီးရင်မဝေလုံးပိုင်း၃လုံးထုတ်ပေးထားပါတယ်နော်မဝေလည်းမြင်သမျှလေးတော့ချပြပေးတာပဲကလေးဆိုင်လာလူချက်စားစားဆိုင်လာတော့မသိဘောနော်ညီကောင်မတို့မဘလို့မြင်လဲတော့မသိဘူးမဝေတော့အမြင်လေးလုံးပိုင်း၃လုံးထုတ်ပေးထားတယ်ဝမ်းချင်းတစ်ချိန်နဲ့ဒီနေ့ထီတော့မှန်ခဲ့တာပေါ့အမနာဖန်တော့ဘလို့လာမှမသိသေးဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့ဝမ်းချင်းလို့စက်ကင်မယ် လုံးမိုင်သုံးလုံးနဲ့တွဲမယ်။အော်အောက်ပန်ရှင်မင်္ဂလာပါ။ဥဆုံးဝင်လာမင်္ဂလာပါရှင်။ကိုကိုမင်္ဂလာပါနော်။ဘရိတ်ရရင်ချပြပြီဘရိတ်ကလည်းမဝေစောင့်ကြည့်နေတယ်ဘရိတ်ချပြပြီးတိုင်းဖောက်တာလေညီကောင်တော့မြင်တဲ့အတိုင်းပါပဲမနဲ့ဆိုလဲမနဲ့ဘရိတ်လိုင်း နော်ချပြပေးတယ်ညနေဆိုလဲညနေပရိတ်တိုင်းချပြပေးတယ်ဒါကိုဖောက်နေတယ်နော်ဖောက်နေတယ်အဲ့ဒါကြောင့်မဝေပရိတ်မကင်ပေးသေးတာနော်ရရင်တော့ချပြပေးမှာပါမဝေဘာမှမရှိုးထားပါဘူးနော်အကိုအမတွေရရင်မဝေဝမ်းသာပါတယ်ပြောပြီးပြီပဲနော်ရစီကျင်တာပါမဝေလဲဒီညနေခွန်ကိုထိုးလိုက်တာနော်တော်တော်ထိသွားတယ်ခွန်ကိုတက်ခွက်တဲ့ထိထိုးလိုက်တာနော်ထိပါတယ် မဝေကြိုက်တာလေမဝေပြောခဲ့တယ်လေကြီးစင်ကလည်းထွက်မယ်ဆိုရင်အဲ့ဒီဗရိတ်ကအရန်လှတယ်ခွန်ကိုလို့မဝေပြောခဲ့တယ်နော်ဗဆက်ကတော့မပြောခဲ့တာ6ဗရိတ်နော်ဒီမှာခွန်ဗရိတ်စင်းထားတယ်ဒီမှာ9ဗရိတ်စင်းထားတယ်ကြီးစင်ကလည်းသွားမယ်ဆိုရင်ခွန်ပြီးရင်6 6ပြီး9ဟုတ်တယ်မလားကြီးစင်ကလည်းသွားမယ်ဆိုရင်6ဗရိတ်ကိုမမဝေအရန်ကြက်ခဲ့တာခွန်ကိုနော်ကွဲသွားတယ်ဟုတ်လားနောက်တစ်ချက်နှက်ခတ်3မိထောင်ခဲ့မယ်လို့မဝေပြောခဲ့တယ်သတိပေးခဲ့တယ်တကယ်ကိုထောင်သွားတာနော်နှက်ခတ်ကြီး ုံးမိထောင်သွားခဲ့တယ်ကဲဒါရှိုးထဲဝင်လာပြီဆိုရင်လက်မလေးတရားတစ်ချက်အသေးလေးတွေတရားတစ်ချက် channel လေးတွေ subscribe နှိပ်ထားလုံးမိုင်းမတင်မင်္ဂလာပါတဲ့ငါကိုလည်းနာမည်ခေါ်ပေးလေးဝင်လာပြီတဲ့ဟုတ်ကဲ့ပါမင်္ဂလာပါမင်္ဂလာပါကျေးဇူးအထူးတင်ပါတယ်နော်မဝေကိုအားပေးတဲ့အတွက် ညီကိုမောင်နှမတူးတယောက်မကြံအားလုံးကိုမင်္ဂလာပါเนาะကျေးဇူးအထူးလည်းတင်ပါတယ်เนาะမဝေကလည်းအားလုံးခင်ပါတယ်ချစ်ပါတယ်เนาะမဝေကိုလည်းချစ်လို့ရပါတယ်ခင်လို့ရပါတယ်เนาะအမှားမှန်ရှိရင်လည်းသိခံခွင့်လို့ပေးပါနားလည်းပေးပါเนาะမဝေဝမ်းချင်းလေးဒီနေ့အထိဆက်မှန်ထားတဲ့ဝမ်းချင်းလေးကိုပြန်အခုအရင်ဆုံးချပြပေးမယ်เนาะ ဟုတ်တယ်ဟုတ်တယ်အပူကြီးကလည်းမဝေကိုင်းနေနော်အပူကြီးလည်းမဝေကြိုက်တယ်အဲ့ဒါမနဲ့ကိုတော်သတိထားကြအောင်နော်နှက်ခတ်သုံးမိထောင်ထားတယ်အဲ့ဒါအငိုက်ကိုသူတို့စောင့်နေတယ်နော်သတိထားကြကဲမဝေဝမ်းချင်းလေးရိုက်မယ်နော်ဝမ်းချင်းလေးဒီတုံညနဲ့ဒီကိုနဲ့ပေါင်းတော့ကိုအမေတိုင်းလေးနော်ကိုကိုဒီသုံးနဲ့ပေါင်းတော့နှစ်ပင်လေးနော် နှစ်ရလို့နှစ်ပါဝါခွန်နှစ်ခွန်ဝမ်းချင်းเนาะနောက်တစ်ပင်ဒီကိုနဲ့ဒီရှင်းနဲ့ပေါင်းရင်ခွန်ခွန်ကိုဒီခွန်နဲ့ပေါင်းရင်၄လေးပါဝါ၉ကိုဝမ်းချင်းเนาะနောက်တစ်ပင်ဒီတစ်နဲ့ဒီတစ်နဲ့ပေါင်းချင်းသည်နှစ်နှစ်ကိုဒီ၅နဲ့ပေါင်းချင်းသည်ခွန်ခွန်နှစ်ဝမ်းချင်း နှစ်ခုဝန်းကျင်ကခွန်တိထွက်တယ်၄ခုဝန်းကျင်က၅လေးထွက်တယ်ခွန်နှစ်ဝန်းကျင်က၃ခွန်ထွက်တယ်နော်ဒီ၁နဲ့ဒီ၄နဲ့ပေါင်းရင်၅၅ခုဒီ၃နဲ့ပေါင်းရင်ဒီ၈၈၃၈ပါး၃နော်၈၃ဝန်းကျင်၈၅လို့ထွက်ပါတယ်နောက်တစ်ပင်ဒီ၆နဲ့ဒီခွန်နဲ့ပေါင်းရင်ဒီ၃၃ခုဒီ၈နဲ့ပေါင်းရင်ဒီတိရပါတယ်မနေ့ကမှန်ခဲ့တဲ့ site ကလေးပေါ့နော်ဝန်းကျင်လေးမနေ့ကထီတော့မှန်နေတာပဲ မနက်ဖန်တော့ဘလို့လာမှမသိဘူးเนาะ16ဝန်းချင်းက69လို့ထွက်ပါတယ်မနက်ဖန်အတွက်ဒီနှစ်ခွန်နဲ့ဒီ9နဲ့ပေါင်းကြည့်သည်နှစ်နှစ်ကိုမဝေလို့ဒီ6နဲ့ပြန်ပေါင်းမယ်ရှစ်ရှစ်ပါဝါ3ရှစ်3ဝန်းချင်းမနက်ဖန်เนาะရှစ်3ဝန်းချင်းလေးပါဒီနေ့ထီတော့စက်မှန်နေတာပဲစက်မှန်လို့အားကြောင့်မနက်ဖန်အတွက်မဝေဒီဝန်းချင်းတခုချင်းကိုပြန်ကင်ပြီးတယ်เนาะရှစ်3ဝန်းချင်းပါ ရှစ်သုံးဝမ်းချိန်မှာအမ်ဖုန်းမက်ဆေ့ကနှစ်ရက်ရှိပြီတောင်းတာတရက်မှလည်းမမွေပြောပြအောင်ပဲပထမအဆုံးတရက်ကသူဖုန်းနံပါတ်တင်လိုက်ပါဟောလာဖုန်းနံပါတ်လွဲသွားတယ်နောက်ပိတ်ခုံရှင်းနဲ့ရှစ်ခုံနဲ့လွဲတယ်နော်လွဲသွားတယ်အဲကြောင့်လို့တောင်းလို့မရတာအဲ့ဖုန်းကြီးကဆက်ကြည့်လိုက်တော့ပိတ်ထားတယ်သလားတက်စင်စာကြီးမရှိဘူးတဲ့ကံကောင်းသွားတယ်ဒုတိယနေ့မနေ့ကပေါ့ဖုန်းခေါ်တယ်ဖုန်းမက်ဆေ့လွဲပို့လိုက်တယ် ပထမဆုံးလိုက်ဖန်လေးအဲပထမဆုံးလိုက်ဖန်ကြတော့တို့အဟိုမှာ665ရေးရမှာဟို655တော့ရေးမိလိုက်တယ်မှားသွားတယ်တကြောင်ပြီးတော့အဲ့လိုက်ဖန်ကြီးကလည်းဝါးပြီးတော့မှုန်းနေတဲ့အတွက်ကြောင့်စာသားတွေမမြင်ရဘူးအမဝေဖြတ်ပလိုက်တယ်ဖြတ်ပြီးတော့မဝေလက်ရှုပ်ပြန်ထက်လွင့်တယ်မိတယ်လူကမိတာပေါ့နော်အဲ့မှာဖုန်းနံပါတ်အမှန်ပြန်ဖြစ်သွားတယ်665 658 398အဲ့ဒါမဝေဖုန်းနံပါတ်ပါနော်အဲ့ပထမဟိုင်းလို့မရဘူးဆိုတာက တင်ကတည်းလွယ်နေလို့ခဏနံပါတ်ပြောတာမှားတယ်လို့ဒီလားနော်တခါရရင်ဆိုက်ရတဲ့ခါကျရင်ဆိုက်ထဲမှာနစ်ထားတာစိတ်ကိုအဲ့ဒီ message မှာ comment တွေမှာလာပြီးတော့ဗီဒီယိုစကားကြီးပြောနေတဲ့အတွက်ကြောင့်မို့စိတ်တွေအာရုံနောက်သွားရဲပါတယ်ဒီလားအဲ့ဒါကြောင့်စိတ်တွေထွေသွားရဲပါတယ်ကဲဝမ်းကျင်လေးရပြီဆိုရင်လုံးမိုင်တလုံးရှိသွားမယ်လုံးမိုင်တလုံးရှိသွားမယ် လက်မနေပြီအားပေးကြ။ကဲလက်မနေပြီအားပေးကြနော်။အထူးတော့ပြောစရာမလိုတော့ပါဘူးနော်။ညီကောင်မတော်မတီးပြီးသားပါ။နော်။မဝေကိုအားလက်မလေးနှိပ်ပေးတဲ့အားပေးမှုလေးကမဝေရဲ့အားစေးပါပဲနော်။ကဲလုံးမိုင်တလုံးလာပြီ။လုံးမိုင်တလုံးလာပါပြီတဲ့။လုံးမိုင်တလုံးကိုအရင်ရိုက်မယ်။ Hello ဟုတ်ကဲ့เนาะခဏလေးပါလာရှုံးလွှင့်နေလို့မနော်ပြီးမှပြန်ဆက်ပါเนาะနောက်လုံးပိုင်ကမမောင်းလုံးပိုင်ကဒီကိုးနဲ့ဒီလေးနဲ့ပေါင်းမယ်ပထမဆုံးလုံးပိုင်เนาะကိုးနဲ့လေးနဲ့ပေါင်းခြင်းသည်300လို့ပင်တူပဲချပြမှာเนาะ 300ရလို့3တလုံးပိုင်နော်3တလုံးပိုင်နဲ့ခွန်နှစ်နဲ့အပြီးနောက်တစ်ပင်ဒီ1နဲ့ဒီခွန်နဲ့ပေါင်းချင်းဒီ800လို့ဒီပင်လေး8တလုံးပိုင်8တလုံးပိုင်နဲ့8300ချင်းနဲ့အပြီးသွားကြတော့8 8ကထက်သွားတယ်8 5ဆင်းသွားတယ်နော်8တုံးပိုင်ထက်တူသွားတော့ထက်သွားတလုံးပိုင်ထဆင်းသွားတယ်နော်နောက်တစ်ပင်ဒီ1နဲ့ဒီ5နဲ့ပေါင်းချင်းဒီ 6တင်းနဲ့9နဲ့ပေါင်းရင်ဒီ6 6ရလို့6တလုံးပိုင်းမနေ့က6 9လို့စင်းသွားတယ်เนาะအနီးကလေးပြတာပါเนาะဒီ6နဲ့ဒီ9နဲ့ပေါင်းရင်ဒီ9 9ရလို့9တလုံးပိုင်းเนาะ6တလုံးပိုင်းနဲ့တချောင်းဝန်းကျင်နဲ့သွား6တလုံးပိုင်းသွားထက်တယ်เนาะဒါတလုံးပိုင်းပထမဆုံးနံပါတ်1လုံးပိုင်းမနေ့ဖန်အတွက်9တလုံးပိုင်း7 3ဝန်းကျင်เนาะအဲ့လိုပြီးမလား နောက်လုံးမှန်ကြံသေးတယ်နော်ကဲနောက်လုံးပိုင်းစိမ်းရောင်ရိုက်မယ်နော်တေချာလေးကြည့်ပေးပါဒီရှင်းနဲ့ဒီတက်နဲ့ပေါင်းရင်းသည်ကိုနော်ရှင်းနဲ့တက်နဲ့ပေါင်းရင်းသည်ကို900လို့900ပါဝါသည် ဒီပင်လေးနော်သူကကြဒီနေရာစတယ်နော်ဒီရှင်းနဲ့ဒီတင်းနဲ့ပေါင်းခြင်းဒီကိုရလို့ကိုပါဝါသည်ဒီတလုံးပိုင်နော်ဒီတလုံးပိုင်နဲ့လေးကိုဝမ်းချင်းဟုတ်လားနောက်တစ်ပင်ဒီတင်းနဲ့ဒီတင်းနဲ့ပေါင်းခြင်းဒီနှစ်ရလို့နှစ်ပါဝါခွန်တလုံးပိုင်နောက်တစ်ပင်ဒီလေးနဲ့ဒီချောင်းနဲ့ပေါင်းခြင်းသည်၃ညရလို့ ၃ညပါဝါသည်၅တလုံးပိုင်နော်၅တလုံးပိုင်၈တလုံးပိုင်၈သုံးဝမ်းချင်းနဲ့၈၅လို့ပြီးစင်းတယ်ခွန်တလုံးပိုင်ခွန်၃တလုံးပိုင်နဲ့ခွန်နဲ့ဝမ်းချင်းနဲ့ခွန်၃လို့ပြီးစင်းတယ်နော်ဒီမှာကျတော့ခဏန်းထပ်သွားတဲ့အတွက်ကြောင့်မို့နော်သူက၄တလုံးပိုင်ပဲတူသွားတယ်ကဲနောက်တစ်ပင်ဒီခွန်နဲ့ဒီခွန်နဲ့ပေါင်းရင်းဒီ၄လေရလို့လေးပါဝါသည်ကိုတလုံးပိုင်ကိုတလုံးပိုင်၆တလုံးပိုင်တိ၆ဝိုင်းချင်း ကို6လို့ပြီးထွက်နော်မနှက်ခံအတွက်ဒီ9နဲ့ဒီ10နဲ့ပေါင်းရင်းသည်6 6ရလို့6ပါပါသည်တစ်တလုံးပိုင်းတစ်တလုံးပိုင်း9တလုံးပိုင်း83ဝန်းချင်းပြီးမလားနော်မဝေလုံးပိုင်းပြီးသေးဘူးနော်နောက်တလုံးပိုင်းရှိသေးတယ်မဝေကတော့မြင်သမျှတွေ့သမျှတော့ချပြပေးတာပဲကံကမပြီးတော့လည်းမရဘူးစိုက်ကပြီးတော့လည်းမရဘူးဖြစ်နေတယ်နော်ညီကောင်မတို့အတွက်ကဲအညီရောင်လေးလာပြီနော်တလုံးပိုင်းอ่ะ နီရောင်လေးနဲ့နာလာပြီလာပြီနော်အနီရောင်လေးဒီငားနဲ့ဒီလေးနဲ့ဒီရိုက်ဆဆွဲမယ်ဒီတစ်နဲ့ဒီလေးနဲ့ပေါင်းချင်းသည်ငားငားကိုဒီငားနဲ့ပြန်ပေါင်းမယ်တုံညမရဘူးလားနော်တုံညနှစ်ခက်သည်ခွန်တလုံးပိုင်ဒီပင်လေးကြည့်ပြီနော်ခွန်တလုံးပိုင် လုံးပိုင်ထုတ်ပြပေးနေရနော်ဘယ်လုံးပိုင်နေရမှန်မလဲဆိုတာပေါ့နော်လုံးပိုင်သုံးလုံးကိုတင်မင်းတကထုတ်ပြပေးတာနော်တစ်နဲ့လေးနဲ့ပေါင်းရင်းဒီ9ငါးဒီ9နဲ့ပေါင်းရင်း3ည3ညနှစ်ခက်ဒီခုံတလုံးပိုင်3ခုံလုံးထွက်တယ်နော်နောက်တလုံးနောက်တနောက်တစ်ဆိုင်ပြောတာနောက်တစ်ပင်ဒီတစ်နဲ့ဒီခုံနဲ့ပေါင်းရင်းဒီ8 8ကိုမဝေဒီ3နဲ့ပြန်ပေါင်းရင်းဒီ1နော်1ရလို့1နှစ်ခက်ဒီ8 ရှစ်တလုံးပိုင်းရှစ်ငါးလို့ထွက်တယ်နော်ဒီမာကြီးလည်းလုံးပိုင်းလုံးပိုင်းနဲ့အပြီးထွက်တယ်နော်ကဲနောက်တစ်ပင်ဒီ6နဲ့ဒီ9နဲ့ပေါင်းရင်းသည်တစ်တစ်ကိုမောက်ဖို့ဒီ6နဲ့ပေါင်းရင်းသည်900ရတယ်နော်900လို့900နဲ့ခက်သည်6တလုံးပိုင်းနော်လုံးပိုင်းထုတ်ပြပေးနေရနော်တပင်မဟုတ်တပင်နဲ့ညှိအောင်လို့ပါနော်ကဲနောက်တစ်ပင်မနှက်ဖန်အတွက်ဒီခွန်းနဲ့ဒီကိုးနဲ့ပေါင်းရင်းသည်6 6ကိုမဝေဒီ6နဲ့ပြန်ပေါင်းမယ်။နှစ်ရတယ်။နှစ်ရဲ့နှစ်ခတ်ဒီ၄တလုံးပိုင်းခွန်ခွန်ပိုင်းခွန်ပိုင်းခွန်ပိုင်း3ပိုင်းအပြီးခွန်နဲ့ဝန်းချင်းနဲ့လည်းထိတယ်နော်အပြီး10ပိုင်း5ပိုင်း10ပိုင်း13ပိုင်း13ဝန်းချင်း15လို့ပြီးထွက်ဟဲ့နော်6ပိုင်း9ပိုင်း6ပိုင်း16ဝန်းချင်း69လို့ပြီးစင်းဟုတ်လားမနှက်ဖန်အတွက်4ပိုင်း1ပိုင်း5ပိုင်း13ဝန်းချင်းနော် တစ်ပိုင်ပုံကြိုက်ပါလေဟုတ်ကဲ့ပါမဝေအခုချပြပေးတဲ့ site တွေကလည်းနော်ညီကောင်မတော်မရှိမှာလုံးပိုင်ရှိရှိဝိုင်းချင်းရှိရှိမဝေခဏခဏပြောတယ်နော်ကီးရှိရှိတွဲပြီးတော့ဆော့ကိုကြိုက်တဲ့လုံးပိုင်ကိုယူပြီးတော့ကတ်နော်ဖုန်းနံပါတ်လိုချင်ဖုန်းနံပါတ်မှာချပေးထားတယ်နော်မာနော်6556586398အမဝေဖုန်းမှာနော်ကဲမဝေဒီကလေးကတ်ပေးမယ်ကွာလုံးမိုင်သုံးလုံးနဲ့ ဝိုင်းရင်တစ်ခုနဲ့ကတ်တော့ကတ်ရမယ်နော်သိလားအဲ့တော့အပီးကတ်ပေးလိုက်တော့နော်နော်ခဏန်းနေမချန်ခဲ့တော့ဘူးသိလားထွက်ပြီးသားခဏန်းတော့ဖယ်ထားပေးခဲ့မယ်နော်၄ပိုင်၁ပိုင်၅ပိုင်၈ပိုင်၃၈၃ဝိုင်းချင်းနဲ့ကတ်မယ်၄ပိုင်နဲ့ရင်ကတ်မယ်ဒီဟာဒီ၃လုံးလည်းပြီးမဝေကတ်ပေးဦးမှာ၄တင်ငါးကိုပြီးခွေပေးလိုက်ဦးမယ်နော်ပြီးမှဒီ၈၈၃ဝိုင်းချင်းနဲ့ကတ်ပြီးမယ်နော်၄၁၄၅၁၅ nó ấy là cả lớn mạnh tôn lớn gỗ mà việc khuy bi thay được chồng luôn mỹ o thu nó mỹ tiền thu ấy là cả lớn mạnh tôn lớn cả bi thay là lý trí lý ngà, trình ngà, không biết là kê ai lý bảy trí bảy ngà, bảy gỗ mà việc sử <coughs> dụng quan trọng này cầm mẹ nó sử dụng quan trọng này cầm mẹ lý sĩ nó trí sĩ trí sĩ cái đó, như con <coughs> nói chắc như thế thì thu mà chắc như thu này nó တနှစ်သိမ့်နဲ့ထိုးမကြိုက်မထိုးနဲ့ပြီးရင်လေးရှိတစ်ရှိငါးရှိငါးရှိလဲပြန်ကန်နိုင်မယ်နော်ပြန်ကန်နဲ့နှစ်ကွက်တောင်စိုက်နှစ်သိမ့်ရင်ထိုးနော်မဝေပြန်ကန်နိုင်အောင်တော့လုပ်ပေးထားခဲ့တယ်နော်လေးရှိတစ်ရှိငါးရှိပြီးရင်လေးသုံးတစ်သုံးနော်တစ်သုံးပြီးငါးသုံး နော်အဲ့ဒါ၈၃ဝမ်းချင်းနဲ့၈၃ဝမ်းချင်းနဲ့၄ပိုင်း၁ပိုင်းနဲ့မဟုတ်ဘူးကတ်ပေးထားတာနော်၄ပိုင်း၁ပိုင်း၅ပိုင်းနဲ့၈၃ဝမ်းချင်းနဲ့ကတ်ပေးထားတာဒီအစိမ်းရောင်ကဒီအပြာလိုင်းကကြတော့၄ပိုင်း၁ပိုင်း၅ပိုင်းနဲ့မဟုတ်ဘူးအပြီးခွေးပေးထားတာနော်အဲ့မှာနော်ဒီလောက်ထားတဲ့ဟာကဒါပြန်ကနန်းကြက်နှစ်သိန်းနဲ့ထည့်ထိုးနော်မကြိုက်ဘူးဆိုရင်တော့မထိုးနဲ့မဝေဒီမှာဒါကတော့လုံးမှန်သုံးလုံးကတ်ပေးထားတာဒါလေးကိုနည်းနည်းတင်ထိုး ကျန်တဲ့ကွက်တွေကိုအားပြီးတော့ရန်စကားနော်ရန်ပြီးတော့ကစားပြီးနော်ကြားလားမကြိုက်ဘူးဆိုလဲကြိုက်တဲ့အလုံးဆွဲယူပြီးတော့ထိုးကစားကြနော်မဝေမြင်တာကတော့ဒါပဲအပူမထိုးရဘူးလားတဲ့အပူကဘလို့ပြောမလဲမဝေဒီလိုက်ရှုံးမှပြောချင်မှုနော်ပြောလိုက်ညီကမတော့အတွက်မရမှာဆိုလို့ပါနော်တိလားရှိတယ်အပူကရှိတယ်နော်အပူကရှိပါတယ်နော်မဝေပြောလိုက်လို့ရှင်ထွက်မဲ့မထွက်ဘူးပြောလိုက်ရင်မဝေထွက်မဲ့လို့ပြောရင်အဲ့ဒါမထွက်တော့ဘူးနော် အဲ့ဒါကြောင့်လို့မဝင်မပြောချင်ဘူးကိုကကိုချင့်ချင်ပြီးတော့စကားကြကစားကြပါနော်ချင့်ချင်ပြီးတော့ကစားကြပါဒီဟာလေးကိုကိုနိုင်တော့လေးကိုထိုးကြနော်ဘယ်ပြဘယ်တော့တင်ထိုးပါအော်ပလိုက်ပါနော်ရှိတာရောင်းထိုးပါမဝင်မစိုးလိုပါဘူးနော်အကိုအမကြီးမြင်းတဲ့အတိုင်းပါပဲမဝင်လည်းပင်ပန်းပါတယ်ဆက်ကတခါရဖို့ဆိုတာတော်တော်ခက်ခဲပါတယ်နော်ရှားတာမှုမွေးနောက်ပြီးတော့ရှားတာနော်အကိုအမကြီးမြင်းတဲ့အတိုင်းပဲမှပြီးပြီးဆင်းနေတာပဲ စိုက်ကမပေးဘူးကမ်းကမပေးဘူးလွဲချော်နေတယ်နော်အကောင်းဆုံးတော့စူးစားပေးပါတယ်ကမ်းကပေးရမယ်စိုက်ကပေးရမယ်ညီကောင်မောင်နှမတွေနားလည်ပေးကြပါနော်မဝေကိုအမှားမှန်လေးကိုလည်းတိခန့်လက်ခံပေးကြပါလို့နော်မြစ်တာရက်ခံရှင်ပါတယ်ကဲမဝေလက်ရှိုးလေးနားတော့မယ်နော်မနှက်ဖန်အောင်မြင်ကြပါစေလို့ပေါ့ကြပါဆူတောင်းပေးပါတယ်ညီကောင်မောင်နှမတွေစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လောဘဆန္ဒတုံးဝပြည့်စုံနိုင်ကြပါစေရှင်